I always ask God, but He gives me always more than what I ask. Alhamdulillah. And သူက UFC Lightweight Division ရဲ့ Champion ဖြစ်ပြီးတော့ကမ္ဘာအကောင်းဆုံး MMA Fighter တွေထဲကတယောက်ဖြစ်လူသိများပါတယ်။ဒါပေမဲ့သူ့အောင်မြင်မှုနောက်ွယ်ကဘဝဇက်ကြောင့်ဘလို့လဲ။ ုတ်ကဲ့ဒီနေ့မှာတော့ UFC Lightweight Division မှာ Champion အဖြစ်ရပ်တည်နေတဲ့ Islam Makhachev ရဲ့ဘဝအကြောင်းကျွန်တော်တို့တူတူလေ့လာကြရအောင်။ Islam Makhachev ကို1997စက်တင်ဘာလ28ရက်နေ့မှာရုရှားနိုင်ငံတာဂစ်စတန်ဒေသမှာပွေပွားခဲ့ပါတယ်။တာဂစ်စတန်ကရုရှားနိုင်ငံရဲ့တောင်တန်းဒေသတစ်ခုဖြစ်ပြီးတော့အဲဒီနေရာကကမ္ဘာကျော်အားကစားသမားတွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အစ္စလာမ်ကားချက်ကငငယ်တဲကနေသူတို့ရဲ့ရိုးရာနဗန်းပညာဖြစ်တဲ့စံပူနီးပညာကိုလေ့ကျင့်ခဲ့ပြီးတော့အာဂဇာစွမ်းရည်ကိုပြသခဲ့ပါတယ်။အစ္စလာမ်ရဲ့ဘဝမှာအရေးပါတဲ့အချိန်တစ်ခုကတော့သူရဲ့ဆရာလည်းဖြစ်မိတ်ဆွေလည်းဖြစ်လမ်းပြဖြစ်တဲ့သူလည်းဖြစ်တဲ့ခါပင်နူမာကူမေရောနဲ့ခါပင်ရဲ့အဖေအထူးအမနတ်နူမာကူမေရောတို့နဲ့စတင်တွေ့ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ခါဘေးရဲ့အကူအညီနဲ့အစ္စလာမ်မခါချက်ကရိုးရာနှစ်ပိုင်းဖြစ်တဲ့စံပေါ်ကနေ MMA ဘက်ကိုကူးပြောင်းလာခဲ့ပြီးတော့သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုပုံမတိုးတက်အောင်လေ့ကျင့်ခဲ့ပါ2015ခုနှစ်မှာတော့အစ္စလာမ်မခါချက်က UFC မှာစတင်ထိုးသက်ခဲ့ပါသူကသူ့ရဲ့ UFC ရဲ့ပထမဦးဆုံးပွဲဥထွက်ပွဲစဉ်မှာလီယိုခွန့်ကိုအနိုင်ရရှိခဲ့ပြီးတော့သူ့ရဲ့ထူးချွန်တဲ့ grappling skill နဲ့ ground control တိုက်ခိုက်ရေးစွမ်းရည်ကိုပြသခဲ့ပါတယ် Islam Makashah ဒါပေမဲ့ဒိုင်တယောက်ရဲ့အချိန်ရက်ဆောလုံးတဲ့အတွက်ကြောင့်သူကကစားသမားပေါ်ကပထမအဦးဆုံးရှုံးပွဲကိုကြုံလိုက်ရပါတယ်။ဒါပေမဲ့သူကအဲ့ဒီရှုံးပွဲတစ်ပွဲကနေတင်ငန်းစာယူပြီးတော့နောက်တစ်ပွဲစင်းနေမှာစက်တိုက်ဆိုသလိုအနိုင်ရရှိလာခဲ့ပြီးတော့ UFC Lightweight တန်းရဲ့ထိပ်တန်း MMA Fighter တယောက်အဖြစ်ရက်တည်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကိုချပြလာပြီးတဲ့နောက်ပိုင်းမှာတော့2022အောက်တိုဘာလမှာသူက UFC Lightweight တိုင်ရဲ့ချန်ပီယံဖြစ်တဲ့ Charlie Oliveira ကိုချန်ပီယံဆိုင်ကိုခွင့်ရရှိခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်အစ္စလာမခါချက်ကသူ့ရဲ့စမ်းဖို့ပညာရဲ့လက် ground game ကိုကဘာကိုချပြခဲ့ပြီးတော့ UFC ရဲ့ lightweight တန်းမှာအငင်းပွားပွဲမရှိချန်ပီယံတဦးအဖြစ်ရပ်တည်လာခဲ့ပါတယ်။အစ္စလာမခါချက်ကခါပေးရဲ့အမွေကိုစက္ကန့်ပြီးတော့ တာကစ္စတန်ရဲ့ဂုံကိုကဘာကိုချပြခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။အခု live တန်းမှာဆိုရင်ထိတ်တန်း fighter တွေအကုန်လုံးကအစ္စလာမ်မခါချက်နဲ့အာလုံးနီးပါးလို့လို့ရှင်းပြတိုက်ခိုက်ပူလာတဲ့ fighter တွေကြီးပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်နောက်လာမယ့်ပွဲစဉ်တွေမှာအစ္စလာမ်မခါချက်ကဘယ်သူနဲ့များပွဲဖြစ်မလဲဆိုပြီးတော့တကဘာလုံးကစောင့်ကြည့်နေကြပါတယ်။ ဖယ်သာဝေတဲ့ချန်ပီယံဖြစ်တဲ့အီလီယာတိုပူရီယာဆိုရင်လေသူ့ရဲ့ကပိုက်ကိုစုံပြီးတော့လိုင်းဝေတောင်တက်လာတဲ့အတွက်အစ္စလာမခါချန်နိုင်မှာတွေ့မလားဆိုတာကိုလည်းတနိုင်ငံလုံးတစ်ကမ္ဘာလုံးကစိတ်ဝင်စားဖို့စောင့်ကြည့်နေကြတာဖြစ်ပါတယ်